။ကဲသူကတော့ပိုင်မယ်။သူကကိုနဲ့ကလုံးဝပေါ်တာဆိုတော့သူ့အတွက်ကတော့ကိုကမတွေ့တာမတွေ့ဖြစ်တယ်။ဒါပေမဲ့အမြင်နဲ့ကရင်မတဲရှိနေဆိုတော့ဒါသူ့ကိစ္စဆိုရင်လည်းကိုကိစ္စလို့ပါ။သူကပိုနုတယ်။သူကလုံးဝအေးစစ်စေးပဲ stress လဲဟိုအောင်ဖြစ်ဘူးဆိုတော့ကြဟိုယောဂလည်းလုပ်လို့ထင်တယ်။သူကတ်မင်းဟမ်း။ကိုကငငင်းတော့သူ့လိုဖြစ်ချင်တာအဲ့လိုမျိုးလုံးဝပိန်ကက်ပြီးတော့သိရမလားနော်သူမော်ဒယ်ရှောင်းတာအဲ့လိုမိုက်တယ်လေသိရမလားအာဖြစ်ချင်တာငါ့ရဲ့အိုက်တူကသူ့ပွဲဆိုပြီးတော့သိရမလားအဲ့လိုမျိုးအဲ့လိုသဘောကျတာသူ့ကို ကြအောင်ကြည့်ထား10 second ထိန်းထားပြီ3ဒီဘွဲလေးကတော့ဒါပမုံရဲ့ဟိုဟာသူနဲ့ကတော့ရမ်းခင်တယ်ဆိုတော့လုံးဝတငယ်ချင်းပဲဆိုတော့သူတငယ်ချင်းတယောက်အနေနဲ့ဒီမှာလာပြီးတော့အားပေးရပါဘူး ။ငင်သူကတော့ပိုင်မယ်။သူကကိုနဲ့ကလုံးဝပေါ်တာဆိုတော့သူ့အတွက်ကတော့ကိုကမတွေ့တာမတွေ့ဖြစ်တယ်။ဒါပေမဲ့အမြင်နဲ့ကရင်မတဲရှိနေဆိုတော့ဒါသူ့ကိစ္စဆိုရင်လည်းကိုကိစ္စလို့ပါ။သူကပိုနုတယ်။သူကလုံးဝအေးစစ်စေးပဲ stress လဲဟိုအောင်ဖြစ်ဘူးဆိုတော့ကြဟိုယောဂလည်းလုပ်လို့ထင်တယ်။သူကတ်မင်းဟာ။လေးတင်းနေရှာပါမယ်เนาะလက်လေးကိုပလက်လေးမော်ဒယ်လောက်တောင်းအောင်ခင်လာလို့ပြောရမှာပါเนาะအမှားတော့ဟုတ် ကိုကငငယ်တော့သူ့လိုဖြစ်ချင်တာအဲ့လိုမျိုးလုံးဝပိန်ကပ်ပြောသိရမလားနော်သူ့မော်ဒယ်ရှောင်းတာအဲ့လိုမိုက်တယ်လေသိရမလားအခုအခုခေတ်ရဲ့မော်ဒယ်လေးလိုပဲလေသူကလေဟိုလုံးကလေးကစပြီးတော့သူအဲ့လိုမပုံလို့ဆိုတော့ငါနေ့မှသာဖြစ်ချင်တာအဲ့လိုခန္ဓာကိုယ်ခြေထောက်ကလည်းရှည်ရှည်သိရမလားမိုက်စားလေအဲ့လိုမျိုးမျက်နှာကြောဆိုလေလုံးဝမော်ဒယ်မျက်နှာအဲ့လိုမျိုးငါသာဖြစ်ချင်တာငါ့ရဲ့ idea ကသူ့ပဲဆိုပြီးတော့သိရမလားအဲ့လိုမျိုးအဲ့လိုသဘောကြတာသူ့ကိုကြောင်းမိုက်တယ်လေနော်။ तू ကအဲ့လိုရက်ရှည်ရယ်အဲ့လိုကိုကလည်းရှည်ရကြိုက်တယ်။ဒါပေမဲ့ तू ကကြတော့ပို့ပြီးတော့လေခြေတန်းရှည်ရှည်အဲ့လိုမျိုးလေ ပို့ပြီးတော့မော်တယ်ပေါ့ပေါ့အဲ့တော့မော်တယ်ရန်ကိုကယူတဲ့ချိန်ဆိုတော့သူမျက်နှာကြာလဲလေမိုက်တယ်မျက်နှာမျက်နှာထားလဲသူကမိုက်တယ်ဆိုတော့အဲ့လိုမျိုးအဲသူကလှုပ်ပေးတယ်သူသူကလဲကိုကလဲပဲသူကလဲကိုကလဲဆိုလို့ရှိရင်လဲအကြီးကျယ်စပို့တာပြောမနေဘူးကိုလည်းအလိုလိုသူဘာလို့လုံးနောက်ကနေရင်ကြိုက်တာလုံးငါတို့ရှိနေမယ်ဆိုတဲ့ဟာမျိုးပေါ့ငွေချင်းဆိုတော့ကြာပြီဆိုတော့လည်းဟိုဘယ်လိုပြောမလဲပြောစရာမလိုတဲ့ငွေချင်းလို့တောင်ပြောလို့ရပါတယ်ဟုတ် ုပုံစံဆိုနည်းနည်းလေးယောက်ျားဆန်ဆန်လေးအဲ့လိုမျိုးလေးတခုဆိုလားအဲ့ဆိုနင်လာခဲ့စမ်းမှာသိရမလားအဲ့လိုမျိုးဖတ်ပြီးတော့တောက်တောက်စမ်းအဲ့သိရမလားအဲ့လိုမျိုးသူကအဲ့လိုမျိုးနည်းနည်းတော့ဟိုတကယ်ကိုယောက်ျားလေးဆန်ဆန်လေးပေါ့ဇွတ်တိုလေးပေါ့နော်ဒါမှမဟုတ်အဲ့လို main ကလေးပုံစံချစ်လက်ချက်ဖို့ကောင်းမယ်ဆိုတော့အဲ့လိုပုံစံလေးပေါ့ကို့အတွက်တော့သူကဒီတိုင်းရင်းသားမှာပေါ့တိုင်းရင်းသားမှာအမမသိဘူးသူကယောဂအပေါ်မှာ Sunday တိုင်းဆော့တယ်တဲ့အပေါ်မှာတိုင်းဆိုလဲကိုလည်းယောဂလည်းဆော့ကြိုက်လဲကြိုက်တယ်ဆိုတော့ Sunday တိုင်းလာ join လို့ရတယ်ပေါ့နော်အဲ့ဆိုတော့ဒီအပေါ်မှာ ဆန်နေတိုင်းလည်းရှိရယ်နောက်တစ်ခုကကျတော့ healthy me box တွေလည်းသူ့မှာအဲ့လိုမျိုးအဆီဇင်ရှိရယ်ပေါ့ဒါပေမဲ့သူတို့အဲ့ဒါကိုတော့ announce လုပ်မယ်လို့ပြောတယ်အခုကကျတော့ Sunday တိုင်းဒီပေါ်မှာ yoga class ရှိရယ်ပေါ့နော်တို့ဆိုတော့အမတို့အသက်ဒီသက်ရွယ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်အကျော်တွေလည်းစံပါနော်နေလို့ထိုင်လို့ကောင်းမယ်ဒီလိုမျိုးဟိုလို့ပြောမယ်ကျန်းမာရေးလိုက်စားရမယ်အရွယ်ရောက်နေပြီဆိုတော့ကျန်းမာရေးရောဟာဟိုဒီအပြင်ရောပေါ့နော်နှစ်ခုလုံးမှာ balance ဖြစ်နေမှာပေါ့အဲ့တော့ lifestyle နဲ့ပို့ပြီးတော့တတောင်တတာရှိပြီးတော့ပြောဖို့ကောင်းပါ က်40မှာမိုးမင်းကလေးတွေ35မှာစပြီးွားတော့ change လာပြီတကယ်ကတော့24တွေပြောင်းလဲလာပေါ့လေတဖြည်းဖြည်းပြောင်းလဲလာအသိမသိတာဒါပေမဲ့30ကျော်မှာကတစ်မျိုး33ကျော်ရင်တစ်မျိုး35ကျော်ရင်တစ်မျိုး38ကျော်ရင်တစ်မျိုး40ကျော်ရင်တစ်မျိုးပို့ပြီးတော့ခုန healthy meat box တွေစားမယ်ကျန်းမာတဲ့ဟာတွေရွေးစားမယ်နောက်တစ်ခါကျတော့ဒီလိုမျိုးလေ့ကျင့်ခန်းလေးလည်းပုံမှန်လို့ပေါ့နော်ယောဂမှမဟုတ်ဘူး ပယ်လေးချိန်ခံမဲ့ဖြစ်ဖြစ်ပေါ့နော်အနည်းဆုံးတော့လမ်းလေးလျှောက်တယ်လမ်းလျှောက်တာတော့ activity ပေါ့နော်ဒါပေမဲ့လေးချိန်ခံအနေနဲ့ကကြာဝိမားလေးပဲဖြစ်ဖြစ်ပေါ့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 ယောဂလုပ်တာ aero လုပ်တာ stretching လုပ်တာကိုကြိုက်တာဆိုတော့တစ်ခုခုကတော့ကိုကတော့ဆော့သွားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဟို healthy lifestyle နဲ့နေလာတာပို့ပြီးတော့ကောင်းတယ်ပေါ့နိပို့ပြီးတော့လည်းနေသင့်တယ်ပေါ့ main ကလေးကတော့ယောက်ျားလေးတွေတူတူပါပဲတကယ်ကတော့